ဘယ်ကိစ္စပဲလှုပ်လို့အခက်ခဲဆိုတာဂျုံတတ်တယ်။အဲ့ဒီဂျုံလာတဲ့အခက်ခဲတွေကိုဖြတ်ကျော်ဖို့ဆိုတာလူတွေမှာသိခံရတဲ့အနေအထားမျိုးတွေရှိတယ်။ဘာတွေကိုသိခံရတာတော့လို့ဆိုရင်ယာတိဥရုဒံကိုသိခံရတယ်။ကိုယ်နဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်တွေရဲ့အပြောအဆိုကိုလည်းသိခံရတယ်။နော်။ယောဂဝေဒနာဖြစ်ပေါ်လာလို့ရှိရင်လည်းယောဂဝေဒနာကိုသိခံရ။အဲ့ဒီသိခံမှုဆိုတဲ့မျိုးစုံအောင်သိခံ။ အခက်အခဲတွေမှန်သမျှတွန်းလှန်နိုင်ဖို့အတွက်တိခန့်ခြင်းဆိုတာအရေးကြီးတယ်။ရသောအဖြစ်တိခန့်နေဆိုတာလူတွေကတစ်ဖက်သားကကိုယ်စော်ကားတာကိုငုံခန္ဓာကိုပဲတိခန့်နေလို့ထင်တာ။တကယ်ကတော့တိခန့်မှုဆိုဒီမှာစိတ်နှလုံးမတုံ့လောက်ပဲနဲ့ဘဂတိအနေထားမပြတ်အောင်ကိုယ်စိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်တတ္တိတစ်မျိုးကိုတိခန့်နေလို့ခေါ်တာ။ အဲ့ဒါလို့မဟုတ်ဘဲနဲ့ငုံခံယုံခံပြီးတော့စိတ်ထဲကမကြည်မနှက်ဖြစ်နေရင်တိခဏ်ချင်းဆိုတဲ့ခန္တီမဖြစ်ဘူးတိခဏ်ချင်းဆိုဒီမှာအေးကိုယ့်ကိုစော်ကားလည်းပဲဒီစကားကိုဖျောက်ပလိုက်တယ်ချက်ချင်းပဲပြန်ပြီးတော့လက်ခံစဉ်းစားတာတွေးတောတာတွေမလုပ်ဘူးတွေးတောတာမလုပ်ဘူးဒါဟာတိခဏ်အပူဓာန်အေးဓာန်ဆာလောင်တဲ့ဓာန်တွေခက်ခဲပင်မမှုတွေအကုန်တိခဏ်